မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာရဲ့မိတ်ဆွေတို့ဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလပုံထိအဲမိတ်ဆွေတို့ရဲ့တပတ်စာကံကြမ္မာဟောစတန်းကိုဆရာကတားတော့နဲ့ဟောကြားပြီးမှဖြစ်တဲ့အတွက်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဘေးပရာတွေဝေးပွာကြပါစေကောင်းပြီဒီနေ့အောက်တိုဘာလ22ရက်ကနေလပုံထိတနင်္လာသားသမီးမိတ်ဆွေတွေအတွက်ဆရာကတားတော့နဲ့မိတ်ဆွေတို့ရဲ့ကံကိုရွတ်ဖတ်ဟောကြားပြီးမှဖြစ်တဲ့အတွက် ။တနေ့ကသာသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိတ်တိုင်းမကြခြင်းနေအားမရခြင်းဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြနေတာမျိုးကိုဘာတွေများလုံနေတာလဲငါဘာတွေများဖြစ်နေတာလဲဆိုတဲ့စိတ်မျိုးတွေကိုရဲ့စိတ်ထဲမှာအမားတွေကိုကြည့်တွေးခေါ်စဉ်းစားနေတော့ကာလငါကငါအပြစ်တင်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြအားမရသောစိတ်တွေကိုကိုကိုယုံကြည်ချက်ပျောက်ဆုံးခြင်းတွေကြုံတွေ့နေရတော့ကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာစိတ်တက်မကြပဲအားမငယ်ပဲနဲ့ အရာရာကိုပြဿနာတွေဘလောက်ပဲရှုပ်စေကောင်းဘူးရှုပ်သမျှကိုရှင်းလို့ရတယ်ဆိုတဲ့အကြောင်းနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုကိုနော်အတတ်နိုင်ဆုံးဘာကိုဖြစ်ဖြစ်အမားနေအောင်ငင်းငင်းကလေးကန်ရဲ့အတိုင်းထားကိုစောင့်ကြည့်ပြီးတော့လှုပ်ဆောင်တင်တော့ကာလဖြစ်ပြီးတော့မိစေတို့ရဲ့ရင်ထဲမှာစိတ်တိုင်းရကြခြင်းမတင်မကြဖြစ်ခြင်းကိုကိုကိုအားမရခြင်းတွေကိုကိုကိုအပြစ်တင်ခြင်းတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတော့ကာလပိုင်းရှာဖြစ်တဲ့အတွက်တနည်းလာတော့မိစေတို့နေနဲ့လက်ရှိကာလမှာ အတက်နိုင်ဆုံးသတိပြုစင်ရင်လှုပ်ဆောင်ရင်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တိုးဆောင်ရင်လှုပ်ဆောင်မှာယာရုတက်ရှင်းယာရုတိုးခြင်းတွေကြုံရနိုင်တယ်အထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကြုံရတတ်တယ်ဒါပြင်အိုးအိတ်ချမ်းမီမိယာထိုင်ကင်းနဲ့ပတ်သက်ပြီးတော့မပြီးမပြတ်ဖြစ်နေသောမိတ်ဆွေများပြီးပြတ်အောင်ဆောင်ရွက်နိုင်သောပိုင်းခြားကာလပိုင်းခြားဖြစ်ပါတယ်တို့ပြင်တနင်္လာသားသမီးမိတ်ဆွေတွေဒီအပတ်တာတော့တွင်မှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့လုပ်နေပတ်သက်လို့ရှိရင်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာ စတင်ခြင်းဆက်တူလုပ်ခြင်းအစုချေရာစုချင်းနဲ့ပတ်သက်သော လုပ်ငန်းတွေအဲဘာလို့မဆိုအကြံစီကောင်းတဲ့တိုးတက်ခြင်းတွေကိုအောင်မြင်အောင်စွမ်းဆောင်သောလုပ်လို့ကောင်းသောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါလုပ်ငန်းလုံးနဲ့ပတ်သက်ရင်ယာတူတိုးခြင်းယာတူတက်ခြင်းတွေကြုံရနိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းရဝေးခရီးသွားပြည်ပနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ချိတ်တိုးဆောင်ရလုံဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်အလုံးပြောင်းခြင်းထံရှိနေတဲ့အလုပ်ကိုပို့ပြီးတိုးတက်အောင်စွမ်းဆောင်တာဟာပုံမှန်အားသာကောင်းမှုကံကောင်းစေသောကာလပိုင်းခြားဖြစ်ပါတယ် အလုံငန်းနဲ့ပတ်သက်လို့အလုံနဲ့ပတ်သက်ရင်တော့ဘာမှစိုးရိမ်စရာမရှိဘဲနဲ့လက်ရှိရှိနေတာကိုပုံမကောင်းမအောင်ကြိုးစားပြီးတော့စွမ်းဆောင်ရင်အစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းတွေကျင်းသည်ရရှိစေမယ့်အပတ္တကာလပိုင်းခြားဖြစ်ပြီးတော့လုပ်ငန်းကိစ္စယာဓုတုကိစ္စယာဓုတက်ကိစ္စလေးတွေသင်္นานအစုချေရာစုကြီးနဲ့ပတ်သက်တဲ့အခါရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သလိုပညာရေးနဲ့ပတ်သက်လာရင်လည်းရှေ့တို့ဆောင်ရလှုပ်ဆောင်မှာဇရာအကြီးကဲ ဟုတ်လားမိတ်ဆွေအကြီးအကဲအပေါင်းအသင်းအကြီးအကဲတွေရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်နိုင်သောကာလဖြစ်ပါတယ်။ငကိုကအလုတ်ချာနေသူတွေအလုတ်သေးရရှိစေနိုင်သောကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာလို့ရှိရင်ဘယ်ကူမဆိုးဘာကူမဆိုးရှေ့တိုးပြီးတော့လှုပ်ဆောင်ခြင်းအကြံစီတွေရရှိအောင်ဆွမ်းဆောင်ခြင်းတွေအောင်မြင်ခြင်းတွေတိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ် ငွေကြေးနဲ့ပတ်သက်လာရင်တော့ဝင်တော့ဝင်တယ်ဘယ်ကနေထွက်လို့ထွက်မှန်းမသိတာမျိုးငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဟိုနောက်နဲ့နဲ့ဒီနောက်နဲ့နဲ့အသုံးများနေတာမျိုးထင်းစည်းကိုအပြီးကိုထမ်းနေတယ်လို့ပဲဝင်တော့ဝင်တယ်ဝင်လာရင်တော့ဘယ်နာကထွက်လို့ထွက်မှန်းမသိတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်ရင်တော့ခဏခဏညင်ညူနေရတာမျိုးမိသားစုကိစ္စအိမ်လေးကိစ္စငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အဲဘာသာရေးကိစ္စလေးတွေကြောင့်ငွေပုံကြီးကြများနေတက်ပြီးတော့ ငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်စိတ်ပန်းလူပန်းဖြစ်နေတတ်သောကာလဖြစ်တဲ့အတွက်ငွေကြေးကံဟာဆိုရင်တော့ဖြင့်လက်ထက်မှမမြဲဘူးလို့ဆိုရမယ်ဘာသာရေးဆိုင်ရာကိစ္စလေးတွေဗဇက်ကဖရလက်ကကာယဖြစ်နေတတ်သောကာလဖြစ်တဲ့အတွက်ဘာသာရေးကိုပုံမတိုးချက်လှုပ်ဆောင်မှာဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းတွေတိုးတက်နိုင်ပါတယ်ဒါအပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဆက်မိတ်ဆွေများအဲ မကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနတ်တိုက်တွေပြူစားတာမျိုးလုပ်ငန်းကိစ္စအလုပ်ကိစ္စမနာလိုလို့လုပ်ငန်းပြရင်လုပ်ပြန်နေရနေပြီးကိုယ့်ကိုအတတ်ပညာတွေပြူစားတိုက်ခိုက်ခြင်းမျိုးတွေမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားခြင်းမျိုးတွေဂျုံကနိုင်တက်တယ်အထူးသဖြင့်စိတ်ကအထက်ကိုရောက်နေပြီးမှရုပ်တရက်အောက်ကိုထိုးကျသွားတာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်ကိုယ့်ကိုအပြိုင်ဆိုင်တိုက်ခိုက်တွေများတက်တဲ့အတွက်ဘာကိုဖြစ်ဖြစ်အဆင်မကျော်ပါနဲ့အချိန်ကြာကြာလှုပ်ဆောင်တာဟာပုံမကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းရှာဖြစ်ပါလေခင်ဗျာ ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အတိုက်ခိုက်ပြီးအတက်ပညာတွေပြူစားတက်ခဲ့ခြင်းမျိုးတွေကြုံရတတ်တယ်။စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနေတဲ့အခါမှာသတိပြုဆင်ခြင်ပေးပါ။ဒါမှအားဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့စိတ်တဲ့အမြင့်အတက်အကြာမမှန်တာမျိုးလေးတွေစိတ်ဖိစီးမှုများနေတာမျိုးလေးတွေစိတ်ပင်ပန်းတာမျိုးလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာလို့ကျန်တာဘာမှစိုးရိမ်စရာမရှိဘူး။အဲမိတ်ဆွေတို့အနေနဲ့တာမညာပဲ။ဒါကမှထိထက်ပိုညံ့လာပြီဆိုရင်တော့ အတိုက်အခိုက်အပြိုင်ဆိုင်တွေကြောင့်အတတ်ပညာတွေပြူစားခြင်းလောကီပညာရဲ့ဒီနဲ့ပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ရင်လိုအပ်သောကာလအပိုင်းရှားပတ်တာဖြစ်ပါတယ်ခင်ဗျာကောင်းပြီဒါအပြင်ငွေကြေးအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဝိရောပေါ်ကျွန်းငဘောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ် ။ငဘူကအိမ်ဆောင်ရင်းနဲ့ပတ်သက်လို့အဆင်မပြေသူရဲ့ဒီကာလမှာအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်ရင်းတဦးနဲ့တူတယောက်နဲ့တယောက်လွဲမှားနေတာလေးတွေကိုပြည်ပြည်လည်လည်ညှိနှိုင်းဆောင်ရွက်ခြင်းမျိုးတွေအနာဂတ်အတွက်စဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတဲ့အခါတယောက်နဲ့တယောက်တဦးကတင်းရင်တယောက်ကလျှော့ပေးတာမျိုးလေးတွေအမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေသောကာလပိုင်းခြားဖြစ်ပါလေ။လူငယ်တွေအရှိရင်မှရည်စားမရှိသူတွေဖူးစာမရှိသူတွေအရှိရင်မှရှိသူရည်စားရရှိတာမျိုးဖူးစာဘက်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါလေ။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကံကြမ္မာနဲ့ပတ်သက်လာရင်တော့ရှစ်သူလဲရအိမ်တော်လဲကြဆိုသလိုစုံကောလက်ကောစမ်းကောဝင်လာတက်တော့ခါလာပိုင်းချဖြစ်တဲ့အတွက်တော့အဲဆရာလိုရုပ်ချောခြင်းတော့ရည်ကြမထားပါနဲ့အဲကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့အရှိရေးအိမ်တော်လေးနဲ့ပတ်သက်လာရင်တော့ဘာကိုမစိုးတုံးနဲ့တူတယောက်နဲ့တယောက်ချစ်တို့ဆောင်ရလှူဆောင်မှာမိမိချစ်တော့မျက်နှာတော်သူတွေကိုဖွင့်ပြောတာမျိုးအနာခတ်အတွက် ဟိုတင်စားမွမ်းမံပြီးတော့ပြောဆိုရဲလုပ်ငန်းလေးတွေမှာတော့ရှေ့တို့အနာဂတ်တော့တယ်နော်ဆရာကြီးကြီးစားမရှိလည်းပြောသေးတယ်နော်အဲဆိုတော့ဟို subtract လေးတွေလောက်တာမျိုးဥမာပေါ့အထူးသဖြင့်တင်စားခေါ်ဝေါ်တာမျိုးလေးတွေချစ်တို့ဆောင်ရလောက်ဆောင်ရင်အာသာခေါင်းမတို့တန်နိုင်တော့ကာလာပိုင်းခြားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလာပိုင်းခြားကာလာတို့တွေမှာဆိုရင်လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်မိမိချစ်သောမျက်နှာတို့ကိုချစ်တို့ဆောင်ရခြင်းချစ်ရေးဆိုခြင်းဖွင့်ပြခြင်းတွေလောက်ဆောင်မှာ အိမ်တော်ရင်းနဲ့ပတ်သက်လာသမီးသားများနဘူကတဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြည့်နေသူတွေကျင်းစီပါအဆက်အသွယ်ရရှိမဲ့ကာလဖြစ်တယ်အိမ်တော်ရင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေကိုအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်ပြီးတော့နဘူကအဖို့အငော့အထစ်အငော့အဆက်အပြောက်လေးတွေဆိုရင်တော့နှိမ့်နိုင်ဆောင်ရွက်ပြီးအဖြေချရင်အောင်မြင်တိုးတက်ပြီးတော့အရှိရေးအိမ်တော်ရင်းမေတ္တာရင်းနဲ့ပတ်သက်ရင်တော့ဘာကိုမဆိုအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့လက်ရှိရင်းနှီးမှာ မိမိတို့အနေနဲ့လက်ရှိရင်ထဲမှာအစိုးရကိုကိုကိုယုံကြည်စိတ်တွေပျောက်ဆုံးနေတာမျိုးကိုကိုကိုတန်တရားတွေဖြစ်နေတာမျိုးအာငါ့ကိုလူများကတဦးတယောက်ကပြူစားတိုက်ခိုက်ထားသလားမသိဘူးငါ့ကိုကကန်ဆာတာမှကြာနေသလားမသိဘူးဆိုတော့ကိုကိုကိုတိမ်ငယ်စိတ်တွေမမွေးပါနဲ့တဲ့မွေးလို့ရှိရင်စိတ်သက်ကြရင်လူကပါလိုက်ပြီးတော့အောက်ကိုစိတ်သက်ကြရင်ကံကပါလိုက်ကြာတတ်တဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့်ဒီကာလပတ်တာကာလအတွင်းမှာစကားကိုမကောင်းတဲ့နမိတ်လေးတွေစောင့်ပြောတာမျိုးလေးတွေမကောင်းတဲ့အရာတွေပျက်စီးသောသဘော သိကြည်တော့သဘောတည်းကိုမပြောဘဲနဲ့ကောင်းတဲ့နမိတ်ကလေးတွေပြောတာမျိုးဥပမာပေါ့ဇာငယ်လူယုတ်ကလေးရလျှော့อืมဒီလိုမျိုးလေးကောင်းတဲ့နမိတ်လေးနဲ့ပြောဆိုတာဟာအဲဟိုအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းရှာဖြစ်ကြောင်းထလောင်းပြောကြားလိုက်ပြရစီเนาะဟိုမိတ်ဆွေတို့နဲ့နမိတ်ဆောင်ဆိုငါစီရလို့လည်းမလျှော်စိတ်သက်ကြာနေပြီကွာဆိုပြီးဒီလိုမတွေးခိုင်းတော့ပြောတာเนาะကျေးဇူးတင်ပါတယ်ကောင်းပြီဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်ဂျာစာပရိသတ်သမီး တောက်ကြသသမီးတွေနဲ့တွဲဖက်လို့ရင်တနင်္လာသသမီးရှင်တွေကိုကန်ဆာတာရဲ့တိုးတက်မှုကိုရရှိစေပြီးတဲ့အခါမိုးပြာရောက်ခဲရောက်ကြက်သွေးရောက်နေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာပြီးကံကောင်းစီပါတယ်အကျိုးပေးသောအရာဟာတော့အရှိတောင်တောင်အရာဖြစ်ပါတယ်ခင်ဗျာအကျိုးပေးသောနေကဏ္ဍအကရာတွေအနေနဲ့ဆိုရင်တော့၃ညာကဏ္ဍ၆ကဏ္ဍ၉ကဏ္ဍနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစေနိုင်ပါတယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက် မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုเนาะမင်းမျိုးပန်းလေးအနှဲ့ငယ်နဲ့ရိုက်ပြီးတော့ရောင်းထွက်ပါစီဆိုပြီးရိုက်ပုတ်ထီတွေ ရောင်းလိုက်ရင်အယောင်းဝယ်တွက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့เนาะအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအမျက်စွာဖရားမှာအမွှေးတိုင်လေးသုံးတိုင်ပူဇော်ပြီးတဲ့အခါသို့မဟုတ်မိမိတို့ရဲ့ယုံကြည်တတ်ဝင်ရာဘာသာတရားမှာအမွှေးတိုင်လေးသုံးတိုင်ကိုပူဇော်ပြီးတော့အဲမိမိရဲ့လိုရာကိစ္စတွေကိုပြောဆိုရင်အောင်မြင်ခြင်းနဲ့တိုက်ခိုက်ခြင်းတွေကြုံတွေ့ရပါမယ် အစစရရဲ့အဆင်ပြေစီရင်မပြောမီဆီယံငနာဖီတင်မိကြည့်ရင်ခွန်ကိုတုံများ293 296 7902416 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050မှာဖြစ်စီဆက်သွယ်နိုင်ကြောင်းနဲ့မိတ်ဆွေတို့အစစရရဲ့အဆင်ပြေစီပြီးအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရည်ရည်အနေနဲ့ဆိုရင်တော့ဆရာတို့အစိမ်းရောင်ဖန်ပလင်းလေးတစ်လုံးမှာနှစ်စီမံအနီရောင်နှစ်ပွင့်ကိုထိုးပါထိုးပြီးတဲ့အခါအလာအိုးလေးထိုးပြီးအမွေးနံ့သာစွပြန်းခြင်းဖြင့်မိတ်ဆွေတို့အစစရရဲ့အားလုံးအဆင်ပြေအောင်မြင်တိုးတက် နိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိတ်ကြောင့်စက်တော့လက်ကစားနိုင်ကြပါစေလို့ပြောရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ